ကိုသူလင်နေမြေအတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများခရီးထူခရိုင်အတွင်းကေလူမှုကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးရုံး KORD နှင့်ခရိုင်တာဝန်ရှိသူများမှဦးဆောင်ပြီး2025ခုနှစ်အော်တိုဝါလာ15ရက်နေ့တွင်စောတိမြို့နယ်နှင့်လယ်တုံမြို့နယ်အတွင်းရှိစစ်ဘေးနှင့်တဘာဝဘေးများရေဆိုင်ကြုံတွေ့ခဲ့ရသောကြောင့်စာဝုန်နေရေးအကျတဲအခက်အခဲများနှင့်ရေဆိုင်ကြုံတွေ့နေရသည့်ကျွရပေါင်း42ရွာမှအင်ချီ 2998လူရေ14402ဦးအတွက်မြန်မာငွေတန်းတထောင်၈သန်း34000ကျပ်အားတွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြပါတယ်။ကိုသူလေးအချုံမှုနယ်မြေတွင် အာဏာသိမ်းချက်ဖက်စစ်တပ်မှပြည်သူလူထုများအားပြစ်မှတ်ထားပြီးရွေချက်ရှိရှိလက်နက်ကြီးများဒရုန်းများနှင့် လေယာဉ်များဖြင့် ပြစ်ခတ်တိုက်ခိုက်လျက်ရှိသောကြောင့်ပြည်သူလူထု73သိန်းကျော်မှဘေးလွတ်ရာသို့ တိတ်ဆောက်ခြင်း နေရအားစွတ်ခွာရခြင်းတို့ကိုလောက်ဆောင်နေကြပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်လည်းရှိပါတယ်။